ဒီနေ့ကျွန်တော်တို့အတူတူကဆင်ခြင်မှုအတွက်ကျွန်တော်ပြင်ဆင်ထားတဲ့အရာအနှံ့ခြင်းပေါ့နော်အနှံ့ခြင်းနဲ့သက်ဆိုင်ပြီးတူကဆင်ခြင်မှုတို့ဖြစ်ပါတယ်ကျွန်တော်တို့မာရီလို့မဖြစ်သေးလို့ရှိရင်တော့ပူဆိုးတာပေါ့ဘုရားစကားတော့နားမထောင်တဲ့သူတွေဖြစ်နေပြီဆိုပူဆိုးတာပေါ့ကျွန်တော်မာရီလို့ဖြစ်နေပြီဆိုလို့ရှိရင်လေသခင်ဘုရားပြောလိုက်တဲ့နှုတ်ကပတ်တော်အင်းနာတင်နာမဟုတ်ဘုရားသခင်ဘုံထင်ရှားတဲ့အနာဖြစ်မယ်ဆိုတဲ့အရာကို နှလုံးထဲမှာဆွဲလန်းပြီးတော့မှသခင်ဖျားလာတော့လာမယ်လာတဲ့အချိန်မှာငါခေါ်ပြီးတော့မှလောက်ခိုင်းမယ်ဒါမှမဟုတ်ရှင်ကိုတော့တခုခုလုပ်ပြီးအိုင်ဒီယာမရှိဘူးဆိုလို့ရှင်လေအဲ့ဒါဘာလဲဆိုလို့ရှင်စတန်လောက်လိုက်တာပူဆိုးတာကသခင်ဖျားရဲ့စကားကိုနားထောင်နေပြီးတော့မှလက်တွေ့အသက်တာနဲ့ကြုံလဲကြုံလာရောအဲ့မှာတည်ငြိမ်မှုမရှိဘူးပြပြသလဲဖြစ်တဲ့အရာတွေဝန်နေပလဲဖြစ်ပြီးတော့ဘလို့မှနှစ်သိမ့်လို့မရတော့တဲ့ အခြေအနေမျိုးတွေဆိုတော့သခင်ဖျားအတွက်ကိုအယံဝဲနေစီတဲ့သူတွေဖြစ်ကုန်နိုင်မယ်ဆိုတာတွေ့ရပါကျင်သူတွေကဟောပြောသောဤစကားကိုကြား၍နားထောင်၍ထိုသူသည်ကြောက်ပေါ်မှာအင်ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြမည်ကျွန်တော်တို့ဒီနေ့အနံ့ချင်းလိုပါတယ်ဘေးအရာပေါ်မှာလဲဆိုလို့ရှိရင်ဖျားစကားပေါ်မှာအနံ့ဖို့လိုပါတယ်ဆိုတော့ကျွန်တော်နေ့စဉ်နှုတ်ကပတ်တော်ခင်ယူရရှိမယ်ကျွန်တော်ကြားတဲ့နှုတ်ကပတ်တော်တွေခင်ယူထားတာရှိတယ်အဲ့ဒီနှုတ်ကပတ်တော်ပေါ်မှာ ကျွန်တော်တို့အသက်တာကိုအံ့နံလိုက်ရမှာအဲ့ဒီဖခင်ပြောတဲ့စကားတွေအပေါ်မှာကျွန်တော်တို့အံ့နံလိုက်ရမှာကြုံလာရမယ့်လောကဒဏ်တွေကတော့ကျွန်တော်တို့မတိမချင်းကြုံရမှာပဲဒီရပေါ်မှာဖခင်စကားပေါ်မှာအံ့နံထားတယ်ဆိုလို့ရှိရင်တော့အချိန်တန်လို့ရှိရင်ဖခင်ကမဖြစ်နိုင်တဲ့အခြေအနေအနေမှာဒါဖခင်အကောင်းဆုံးပြင်ဆင်ပေးတယ်ဆိုတာကျွန်တော်တက်တည်ခံနိုင်တဲ့သူဖြစ်လာမှာပါလို့